ျွန်တော်မိတ်ဆွေခုနှစ်သားမိအလုံးမင်းလာပါအပတ်စဉ်အင်္ဂါနေ့တိုင်းခုနှစ်သားမိရဲ့တပတ်စာကံဒီမာလေးပြောပြတယ်ပေါ့နော်အခုတောက်ကြသားမိတွေအလှည့်ရောက်တောက်ကြသားမိတွေအင်္ဂလိပ်လို30ရဲ့6လပိုင်း2025လို့ပြော6ရဲ့10လပိုင်း2025ဒီတပတ်စာကံဒီမာလေးပြောပြတာတောက်ကြသားမိတွေအပေါင်းလေးနဲ့အသေးပေးရှင်းပြတောက်ကြသားမိတွေဒီတပတ်တာကာလပြောမှာပေါ့နော် ရဲဝင်းနဲ့ပတ်သက်ပြီးတော့အဆက်တွေလုပ်နေတဲ့လုပ်ငန်းကဏ္ဍတွေအထူးကံကောင်းမယ်။နောက်ဒီပတ်နဲ့ပတ်သက်ပြီးတော့ဆက်ဆက်တဲ့လုပ်ငန်းကဏ္ဍတွေဆိုထူးထူးခြားခြားအောင်မြင်မှုတွေကြော်သောမှုတွေထင်ရှားမှုတွေရရှိမယ်။ပညာရေးကိစ္စ၊သင်တန်းကိစ္စ၊အင်တာဗျူးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အစိတ်ပေါ်ဝင်မကြတာစိတ်တိုင်းမကြเสียရလေးတွေဖြစ်တတ်ပါနော်။စိတ်အဖူးထစ်လေးတွေဖြစ်တယ်။သင်တန်းတွေနဲ့ပတ်သက်တော့လာမှာပျော်ရွှင်မှုတွေနေပါဒါမဲ့အထင်ကုန်လေးတွေဖြစ်ပြီးတော့မှလည်းအောင်မြင်စေတတ်တယ်တဲ့နော်။ အဖို့တန်တဲ့ရန္နာပစ္စည်းတွေရွှေတွေစိန်တွေเนาะနောက်တစ်ခုကစီးစရာရင်ရထားမော်တော်ကားတွေထီအောင်တောက်ပြတဲ့မြေဒီဘက်တာကာလမှာဝင်လာမယ်เนาะအရေးကြီးတဲ့ဆာရဆာရန်နေတဲ့ဘက်တော့လက်မှတ်ရေးထိုးရမယ်ပေါ့เนาะလက်မှတ်ရေးထိုးတဲ့ဆိုလို့ရှိရင်လည်းအခုတည်းမရှိပဲနဲ့ကံကောင်းခြင်းတွေရှိရမိမိပိုင်ဆိုင်မှုလို့အတွက်ပေါ့เนาะမိမိရရှိဖို့အတွက်အရေးကြီးတဲ့လက်မှတ်ရေးထိုးရတာမျိုးတွေဖြစ်စီတယ်။ငွေကြေးတွေနဲ့ပတ်သက်ပြီးတော့အဝင်တော့နည်းနည်းလေးနည်းတယ်။နော် ဝေးကြီးတွေနည်းနည်းအထွက်လေးတွေနည်းနည်းဒီအချိန်ကာလမှာအထွက်လေးတွေများနေတတ်ပေါ့နော်ဆုံးရှုံးတာကုန်ကြတာဒါမျိုးလေးတွေပေါ့နော်ဝေးသွက်လေးတွေနည်းနည်းစိတ်ညစ်ရတာစိတ်ပင်ပန်စိတ်ရှုပ်ထွေးရကြတယ်ဖြစ်တယ်။အိုးရင်အဆောက်အဦနေရာထိုင်ခင်းနေတဲ့ပတ်သက်တော့မိမိကပြုပြင်ဖို့လုပ်တဲ့မွမ်းမံဖို့လုပ်တယ်ဆိုလို့ရှိရင်အဲ့ဒါလေးတွေကအမတန်ကံကောင်းတယ်ပေါ့နော်။မြန်မြန်လေးပြုပြင်လိုက်မယ်မွမ်းမံလိုက်မယ်ဆိုရင်ကံတရားကြီးအထောက်ပံ့နေကြောင်းအခွင့်ခအခွင့်လန်းအခွင့်ရေးကောင်းနေလဲရရှိမယ်။ဝေနံနေဆိုလို့ရှိရင်ယာဒူးဌာနအမတန်ကံကောင်းတယ်နော်။ အကြီးငယ်တွေရဲ့ကုညီချင်းဖေးမချင်းထောက်ပံ့မှုတွေကြောင်းနဲ့မိမိယာတုတွေတိုးသွားမယ်။ယာတုတိုးတွေနဲ့အမြအပြောင်းလဲအပြောင်းရှိနေရာထိုင်ခြင်းတွေနဲ့ပတ်သက်ပြောင်းရတာရှိရတယ်မျိုးတွေလည်းကျင့်ဝါမယ်နော်။ကိုယ်ပိုင်လုပ်တဲ့လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်တဲ့လုပ်နေတဲ့လုပ်ပုံကိုယ်တွေဆိုရင်အလုပ်တွေထပ်မံပြီးတော့တိုးချဲ့ခြင်းတာတဲ့နော်။အာလုတ်တည်းထပ်ပြီးတော့လုတ်ချင်တာအလုတ်ကမရှိဘူးဒီဘက်တာကလည်းမအလုတ်တည်းအစ်စ်လုတ်ချင်နေဆိုတဲ့စိတ်တွေလည်းပေါ်တယ်စိတ်ကူးပေါ်လာနေထပ်ပြီးတော့လုတ်ရင်လည်းအောင်မြင်စီမယ်ပေါ့နော် အနေရတဲ့လူတွေနဲ့ပတ်သက်တာချီးမေတ္တာကြီးလေးတွေတော့အခက်ခဲအကြက်သေးလေးတွေဖြစ်စီတတ်တယ်။အိမ်တော်ရှိတဲ့အိမ်တော်ရှင်တွေကတော့စိတ်ချမ်းသာတရားပြောရှင်စီရပေါ့နော်။အဲတာသမီရတဲ့ဆိုတဲ့နမိတ်တင်းကောင်းတွေလည်းကြားရပြုတ်ဝတ်တတ်တယ်လေ။နော်ကျမ်းမာရေးနဲ့ပတ်သက်ဥပေါင်းတွေအခက်ခဲတွေကျင့်ဝတ်တတ်တယ်တတိထားပါနော်။အကျိုးပြုသေးတဲ့ကဏ္ဍလေးကတိကဏ္ဍခွန်မနာပြုအဲ့တော့ဒီဘန္တာကလည်းမတောင့်ပြတာသမီးတွေကမိမိအစိုးညံ့နေပြီးပြောက်ပြီးတော့ကံကောင်းခြင်းမင်္ဂလာလေးတွေရရှိအောင်မိမိရဲ့နေအိမ်ဖျားမှာ စပယ်မင်းမီအမြဲတမ်းလှူဒန်းပြီးတော့လူဝင်စံတာများစုတောင်းခြင်းအဖြစ်ကံတရားရဲ့အထောက်ပံ့များရရှိကြပါစေလို့ဆရာကစုတောင်းမြတ်တာပို့တာပြအလုံးချမ်းသာကြပါပါစေတောက်ကြတာလို့